အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းတောင်းပေးလိုက်ပါတယ်။ အဲ့လက်ရှိမှာဒါကျွန်တော်တို့တီယာတော့သတင်းတွေ update သတင်းတွေဒါချက်ပြီးတော့ရရှိရတဲ့မှာပါပါတယ်အဲ့တော့ကျွန်တော်နေဒီနေ့ညနေမှာဒါ Manchester United ရဲ့အပြောင်းအရွှေ့သတင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့နာမည်ညွေရဒီမှာသူတို့ရဲ့ပထမအဦးဆုံးခေါ်ယူမှုကတော့တရားဝင်ပြီးဆိုးဘောပဲပဲတရားတရားဝင်ဒါကျွန်တော်တို့ပထမအဦးဆုံးတယောက်ကိုတော့ဒါခေါ်ယူမှုဒါကျွန်တော်တို့ အဆင်ပြေသွားခဲ့ဖြစ်ပါတယ်အဲ့တော့ဒါမင်းညကပေါ့နော်ဒါတိရရဲ့တည်င်းနေရဆိုရင်ဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့ Matthews ခွန်နိုင်အပြောင်းရွှေ့ကစိတ်ပူစရာခြေနေတစ်ခုဖြစ်ခဲ့ပြီမြေဒီနေ့မနက်မှာဒီအပြောင်းရွှေ့ကပြီးသွားပြီဖြစ်ကြောင်းကိုဒါတိရရဲ့ထဲမှာပါတယ်အဲ့ဒါဘာတွေဖြစ်ခဲ့လဲ Manchester United အသင်းနဲ့ဒါမင်းညကဒါကျွန်တော်တို့ Matthews ခွန်နိုင်အပြောင်းရွှေ့နဲ့ပတ်သက်ပြီး Fabrizio Romano ရဲ့ Here we go ပေါ်မှာမှာ David Austin ရဲ့တက်လာတဲ့တည်င်းကနည်းနည်းလေးစိုးရိမ်စရာကောင်းခဲ့တယ် ဒီနေ့မှာ Manchester United တင်းနေတာကျွန်တော်တို့ Matthews Corner နဲ့ပုတ်ကူရေးရာသဘောတူညီမှုရခဲ့ပေမဲ့ Manchester United တင်းနေဒီအပြောင်းရွှေ့မှာဒါကျွန်တော်တို့ Matthews Corner ရဲ့ဒါ62.5သန်းကိုဒါ9နှစ်အရေးကြပုံစံမျိုး Manchester United အသင်းဘက်ကနေပြီးတော့ပေးချေခဲ့ခြင်းပေမဲ့ဒီနေ့မှာဒါ Wolves အသင်းကတော့3နှစ်အရေးကြပေါ့နော်ဒါအရေးကြ3ကပုံစံမျိုးကိုလှုပ်စေခြင်းတဲ့သဘောမှာရှိတယ်ပထမနှစ်မှာ down ပြီးမယ်ဒုတိယနှစ်တတိယနှစ်မှာဒါ Champion ကိုပေးဖို့အတွက်ဒါ United အသင်းစီကို Wolves အသင်းကတောင်းဆိုခဲ့တယ်ဒီနေ့မှာဒါကျွန်တော် Manchester United တင်းနေဒါကို ါကျွန်တော်တို့ချက်ချင်းဆိုလို့အဖြစ်ပြန်ကြီးပြန်ပေးခဲ့ပြီးတော့ဒါကိုတရားဝင်လက်ခံခဲ့ပေါ့အဲ့တော့ကျွန်တော်ဒါရှေ့ပါတောက်လျှောက်တင်ဆက်ခဲ့သူပဲ Manchester United အသင်းနဲ့ဒါ မက်ဒီယက်စ်ခွန်နိုင်ရဲ့အပြောင်းရွှေ့ကိုတော့၃နှစ်အရေးကြနေတာရရှိခဲ့တာဖြစ်တယ်။အဲ့တော့ဒီအရေးကြအတွက်ကြောင့် Manchester United အသင်းကတော့ဒါ၅သန်းအပူချောင်းအပူဆောင်ပေးရမယ်ဆိုတဲ့ကောလာဟာလာသတင်းတွေလည်းသိရတယ်မှာ။အဲ့တော့62.5သန်းကို Manchester United အသင်းနဲ့ပထမအဦးဆုံးအရေးမှာ28.5သန်းကိုပေးရမှာဖြစ်ပြီးတော့ကျန်တဲ့သန်း40ကိုတော့ဒါကျွန်တော်တို့20 20ဒါ2ရက်ခွဲပေးရမယ်လို့သိရတယ်မှာပါပါတယ်။အဲ့တော့ဒါ Matthew S. Corner ရဲ့အပြောင်းရွှေ့ကတော့ Manchester United အသင်းနဲ့တရားဝင်သူတို့ဒါ Wolves အသင်းနဲ့က Manchester United အသင်းနဲ့ကပို့ကိုရ ာကောဒါကျွန်တော်နှစ်ဦးအသင်းနှစ်ဖက်ကောဒါသဘောတူညီမှုတစ်ခုရခဲ့ပြီဖြစ်ကြောင်းကိုဒါတည့်ရဝင်တာ channel တွေမှာတောက်လျှောက်ဒါဘို့ဘော United တို့ဒါ Wolf အသင်း channel တွေကလွင်တီယဝန် channel တွေကတောက်လျှောက်ဒါဒီနေ့မနက်ပိုင်းအစောပိုင်းမှာတောက်လျှောက်ပေါ်ပြလာခဲ့တယ်ကိုတွေ့ရမယ်အဲ့တော့ဒါတီယလောက်ကပေါ့နော် Matthews corner အနေနဲ့ဒါဒီရပိုင်းအတွင်းမှာဒီတပတ်အတွင်းမှာတရဝင်းစစ်စစ်သွားဖို့ရှိပြီးတော့ဒါအပြောင်းရွှေ့ဖွင့်တဲ့နေ့မှာတရဝင်းကို Manchester United အသင်းက Matthews corner ရဲ့စာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ဒါတို့ခေါ်ယူနိုင်ကြောင်းကိုတို့ရဲ့ဒါ official စာမျက်နှာပေါ်မှာကြီးညာသွားမယ်ဆိုတဲ့ကြောင်းသတင်းတွေထုတ်ပေါ်လာခဲ့တယ်အဲ့တော့လက်ရှိမှာ United အသင်းကတော့ဒီနေ့ရဲ့ညရာဒီရဲ့ပထမဆုံးခေါ်ယူမှုက Matthews corner ကတော့ hand 100%တရားရကန်လုံးကျင်းတည်သွားခဲ့ပြီလို့ပြောလို့ရမယ်ခါမှာရှိတယ်။ Matthews Corner သာဆေးမကြခဲ့ဘူးဆို Matthews Corner ကလက်ရှိမှာဆေးကြဖို့နေထားမှရှိဒီကစားသမားကတော်ုံတန်ုံတော့ဒန်ရတဲ့ကစားသမားမဟုတ်တဲ့ကြောင့်မို့ဒါဒီကစားသမားဆေးကြဖို့နေထားတော့လုံးဝမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ Matthews Corner ကတော့ Manchester United ရဲ့ဒါကျွန်တော်တို့ဒီနေ့ရဲ့ပထမဦးဆုံးညရာဒီရဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်ပြီလို့သိရတဲ့ထဲမှာပါပါတယ်။အဲ့တော့ဒါကျွန်တော်ဒီဟာလေးကိုပြီးရင်ဒါဆက်ဆက်ပြီးကြားတဲ့သတင်းလေးကိုနည်းနည်းလေးပြောအောင်။အဲ့တိုက်စစ်ပိုင်းအပြောင်းလဲမှာ Manchester United အသင်းနဲ့ Liam Delap နဲ့အပူတပြင်းကိုဆက်လက်ပြီးဆွေ ွေးနေနေတယ်ဒီနေရာမှာဒါကျွန်တော်ကစားသမားနဲ့ပုဂ္ဂိုလ်ရေးရရသဘောတူညီမှုရရှိခဲ့ပြီးတော့အသင်းသင်းကြမှာဒါစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့ခေါ်ယူနိုင်တဲ့အခြေအနေတကူ United ကရောက်ရှိနေပြီဆိုပြီးတော့ကောလာဟာလာတွေထွက်နေတယ်ဒါပေမဲ့ United အသင်းနဲ့အခုချိန်ထိဒါကာယိုဂရက်စ်ကိုကြိုးစားခြင်းပေမဲ့ကစားသမားက Champion League Football ကိုမှစော့ကျင်တဲ့အတွက်ကြောင့်မလို့လာမယ့်ညရာဒီမှာသူ့အနေနဲ့ဒါ Champion League ဝင်တဲ့ club အသင်းတွေကိုပဲသူ့အနေနဲ့ရွေးချယ်သွားဖို့ရှိတဲ့ဆွဲသတင်းထွက်လာပြောချင်တာဒါကျွန်တော်ကာယိုဂရက်စ်ကိုအခုလက်ရှိမှာ Arsenal အသင်းက Light နေတဲ့မှာနံပါတ်1ပြင်းနေတဲ့အသင်းပြီးပြီဒါကျွန်တော်ကာယိုဂရက်စ်ကဒီတိုင်းဆိုရင်တော့ Arsenal အသင်းကိုပြောင်းရွှေ့ဖို့တဲ့ ပို့ပြီးတော့စိတ်အားထက်သန်နေတဲ့သဘောမှာရှိတယ်။အဲ့တော့ Manchester United အသင်းကလက်ရှိချိန်ထိဒါကျွန်တော် Kyle Gress ကိုဒါ Lamine Lloyd ဒီမှာခေါ်ယူဖို့အတွက်စဉ်းစားသွားဖို့အတွက်ကြံစီနေပေမဲ့ကစားသမားကိုယ်တိုင်က Champions League Football ကိုလိုလိုချင်ချင်စော့ကျင်နေတဲ့အတွက်ကြောင့်မို့ Lamine Lloyd ဒီမှာဒါ Manchester United အသင်းနဲ့ Kyle Gress ကိုခေါ်ယူဖို့အတွက်လက်ရှိပေါ့နော်ဒါကြောင့်မဖြစ်နိုင်လက်ရှိအနေထားရတာကျွန်တော်တို့မလွယ်ကူတဲ့အနေထားတစ်ခုကိုရောက်နေတယ်မဖြစ်နိုင်ဘူးလို့ပြောလို့မရသေးဘူးဒါပေမဲ့ လက်ရှိမှာကာယိုဂက်စ်ကသူ့အနေနဲ့ချန်ပီယံလိဒါကျွန်တော်တို့ဆော့တဲ့အသင်းကိုသူ့အနေနဲ့ပုံမူပြီးတော့ပြောင်းကျင်တယ်လို့သိရတဲ့ကြောင့်မို့ဒါ United အသင်းနဲ့တော့လက်တလုံးမှာဒါကျွန်တော်အပြောင်းရွှေ့ကြောင်းပါသတင်းမှာ update မသိသေးဘူးလို့ပြောလို့ရတယ်မှာပါတော့ United တိုက်စစ်မှုခေါ်ယူရေးကလာတော်လေးကိုဒါအဖြေတစ်ခုရရှင်းလင်းသွားခဲ့ပြီလို့သိလို့ရတယ်မှာပါတယ်ဒါပေမဲ့ United အသင်းနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်နောက်တန်းနဲ့ဒါဂိုးသမားဖြစ်တင်းမှုတွေကိုလည်းလှုပ်ဆောင်သွားမယ်လို့သိရတယ်မှာပါတယ် United အသင်းနဲ့လာမယ့်နေရာဒီမှာနောက်တန်းကစားသမားကိုဈေးတသက်တသာနဲ့ဈေးချိုချိုရနိုင်မယ်ဆိုရင်တော့ Euro တန်း30နဲ့35 5သန်းပတ်ချာလဲဝင်းကျင်ကြမှာရနိုင်မဲ့ကစားသမားကို market ထဲမှာရှာသွားမယ်လို့သတင်းတွေကသိရတယ်မှာပါအဲ့တော့ United တင်းတဲ့ခုလက်ရှိမှာဒါ center back 3ယောက်ဆိုးရတဲ့မှာ Lindelof ကတရားဝင်ထွက်ခွာတော့မှာဖြစ်ကြောင်းသိရတယ်မှာပါတယ် Lisandro Martinez ကလည်းမကြာခဏဒဏ်ရာရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့ Manchester United အသင်းတွေနဲ့လာမယ့်နေရာဒီမှာဒီ cancel မှု3 off ဆိုးတဲ့ပုံစံမျိုးမှာဒါ LCB ဒါကြောင့် left center back မှာကောင်းကောင်းဆော့နိုင်မဲ့ကစားသမားကိုဒါကျွန်တော်တို့အနေနဲ့ခေါ်ယူသွားဖို့တဲ့စဉ်းစားဒါပေမဲ့ United အသင်းနဲ့လာမယ့်နေရာဒီမှာဒါ အကြီးကြီးမားမားအကျန်းစားတော့ခေါ်ယူသွားမှာဘာကြောင့်လဲလက်ရှိမှာဒါတို့အနေနဲ့ဒါကာရာဘောက်တို့ FA တို့မှာဒါကျတော့ Aiden Heaven တို့လို့ chart တွေဒါ Academy တဲ့ product တွေကိုလာမယ့်နေရာဒီမှာနေရာပူပေးသွားဖို့တဲ့ Manchester United ပိုင်ရှင်ဖြစ်တဲ့ Ineos အုပ်စုအနေနဲ့ plan လုပ်ထားကြောင်းသိရတာမှပါတယ် Amorim ကဒီ season ကိုလက်ခံပြီး Carrington ကလူငယ်တွေကိုလာမယ့်နေရာဒီမှာဒါကျွန်တော်တို့ပြည်တွင်းလီဖလားပွဲစဉ်တွေမှာကောင်းကောင်းကြီးပို့ပြီးနေရာပေးသွားမယ်လို့သိရတာမှပါအဲဒါကြောင့်လက်ရှိမှာ United အသင်းနဲ့ cancel မှုတွေကိုခေါ်ယူသွားမယ့်နေရာမှာဒါကျွန်တော်သိရတဲ့လောက်ပေါ့နော်နောက်ဆုံးဒါ update တွေသတင်းတွေအရာသိရတော့ဆိုရင်တော့ ဒါဈေးကြီးကြီးကစားသမားတွေခေါ်ယူတော့မယ်မာကတ်ထဲမှာဒါဈေးတတ်တတနဲ့ယူရိုတန်30 35တန်းနဲ့ခေါ်ယူနိုင်ရုပ်ရနိုင်မဲ့ကစားသမားတွေကိုလာမဲ့တွေရဒီမှာစဉ်းစားနေတယ်သိရတယ်မှာပေါ့အဓိကပေါ့လက်ဆန်တာပဲပေါ့နော် LCB လို့ကစားသမားမျိုးကို Manchester United တင်းနဲ့ခေါ်ယူသွားဖို့အတွက်လက်ရှိမှာဒါကျွန်တော်စဉ်းစားနေတယ်ဘယ်ကစားသမားဖြစ်မလဲနာမည်ကတော့အခုချိန်ဒီမပေါ်ထွက်သေးပါဘူးအဲ့တော့လက်ရှိမှာ Manchester United အသင်းအတွက်နောက်ထပ်သတင်းကောင်းတစ်ခုကိုပြောပါဆိုရင်တော့ Manchester United အသင်းအခုလက်ရှိမှာပြတ်မှတ်ထားနေတဲ့စပိန်ဂိုးသမားဖြစ်တဲ့ဒါ Juan Garcia ကတော့ဒါကျွန်တော် Barcelona အသင်းကို မပြောင်းရွှေ့ဘူးလို့သိရတယ်မှာပါတယ်ဂျိုဟန်ကာစီယားကိုဘာဆိုတော့အသင်းနဲ့တရားဝင်ခေါ်ယူဖို့အတွက်အကြီးမားဆုံးကြိုးစားခဲ့တယ်ဒါအသင်းနဲ့သင်းကြားလက်တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော်တို့ဘာဆိုတော့အသင်းစပိန်ပြောချင်တာလာလီဂါမှာဆက်လက်ပြီးစောချင်မှုမရှိဘဲနဲ့သူ့အနေနဲ့ပရီးမီးယားလိဂ်ကလပ်ကိုပို့ပြီးတော့ပြောင်းကျင်နေတယ်လို့သိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာ United အသင်းကတော့လာမယ့်နေရာဒီမှာဂိုးသမားနံပါတ်1နေရာအတွက်ဒါကျွန်တော်တို့လူအပ်နေတဲ့အသင်းသသင်းပြီးပြီးဂျိုဟန်ကာစီယားကိုလာမယ့်ရသက်တစ်ပတ်အတွင်းမှာကစားသမားနဲ့ဒါတရားဝင်စကားပြောဖို့ရှိတယ်လို့လည်းသိရတယ်မှာပါတယ် United နဲ့ ဂျူဟန်ကာစီယာဘက်ကိုတော့ကျွန်တော်တို့လက်ရှိဒါသူရဲ့မီဂင်ကလပ်ကိုတော့ကျွန်တော်ပေါင်သန်း30နဲ့ယူရိုသန်းယူရိုသန်း30နဲ့ပေါင်15သန်းဝင်းကျင်ကြလောက်နဲ့ဒါကန်လန်းနိုင်နေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်မှာပါတယ်ယူနိုက်တက်တင်တဲ့ခုလက်ရှိမှာဂိုဒမာတက်ရောက်တဲ့မှုပဲနဲ့အကယ်၍အိုနာနာသာဒီနေ့နွေရာသီမှာထွက်ခွာခဲ့မယ်ဆိုရင်တော့2ယောက်လောက်ခေါ်မယ်ဒီထားမှာရှိတယ်။ဘာကြောင့်လဲအော်တီဘီယင်နာကအိုနာနာကလာမယ့်နွေရာသီမှာယူနိုက်တက်အသင်းနေ sorry ပါ ဆုံးရှုံးရဖို့ရှိတဲ့အတွက်ကြောင့်မို့လာမယ့်နေရာဒီမှာ United အသင်းနဲ့ဂူသမားနှစ်ယောက်ကိုခွာဖို့အတွက်ရှိရတော့ဒါဂျူဝန်ကာစီယာက United အသင်းရဲ့နံပါတ်1ဂူသမားနေရာဒါအိုနာနာအတွက်အစားထိုးဖို့ဖြစ်လာနိုင်တယ်။အောက်တီဘရင်နာနေရာအတွက်ကလက်ရှိမှာ United အသင်းနေနဲ့ကောလာဟာလာတွေအရာဒါကျွန်တော်တို့ဈေးသက်သက်သာသာနဲ့ခေါ်နိုင်မဲ့ဂူသမား market ထဲမှာရှာနေတယ်။အခုလက်ရှိမှာဒါ Liverpool အသင်းကထွက်သွားနိုင်တဲ့ကာလေဟာကို United အသင်းနေနဲ့စိတ်ဝင်စားနေတယ်ဆိုတော့ကောလာဟာလာဆက်ဆက်တရေထွက်နေတယ်။ဒါပေမဲ့ Liverpool အသင်းကစားသမား United ကိုပြောင်းမယ်ဆိုတဲ့သတင်းကတော်တော်လေးကိုအချင်းမင်းမရှိပဲတော်တော်လေးကို source နဲ့တဲ့သတင်းဖြစ် တယ်ကြောင့်မဒါမဖြစ်နိုင်တော့နေလို့ပြောလို့ရတယ်လက်ရှိချိန်မှာဒါကျွန်တော်တို့ United ဒါကျွန်တော်သိတဲ့လောက်ပေါ့နော်ဒါကျွန်တော် Manchester City လည်းဂိုးသမားလိုနေတယ် Chelsea လည်းဂိုးသမားလိုနေတယ် United လည်းဂိုးသမားလိုနေတယ် Liverpool ကဂိုးသမား2ယောက်တော့ရှိတယ်ကိစ္စမရှိဘူး Spurs လည်းဂိုးသမား2ယောက်ရှိတယ်ဒါပေမဲ့အဲ့တော့လက်ရှိကြီးချောက်ကြီးတဲ့မှာဂိုးသမားလိုနေတာ၄သင်းလောက်ရှိတယ်ဒါကျွန်တော်သိတဲ့လောက်ပေါ့နော်အဲ့တော့ Arsenal ကလည်းအရန်ဂိုးသမားကောင်းကောင်းလာမဲ့နေရာဒီမှာခေါ်ယူဖို့အတွက်ပြင်ဆင်နေလို့သိရတယ်မှာအဲ့တော့ United အသင်းနဲ့အရန်ဂိုးသမားနေရာအတွက်ဘ누구ကိုခေါ်ယူသွားမယ်ဆိုတော့ကျွန်တော်အခုချိန်ထိတည်တည်စီစီမသိရသေးဘူး Kuala Lumpur တွေကအခုလက်ရှိမှာဒါကျွန်တော်တို့ Italy Serie မှာစောင့်နေတဲ့ဒါ Japan င်ကစားသမားဖြစ်တဲ့ Suzuki ကိုလည်းစိတ်ဝင်စားနေဆိုတဲ့သတင်းတွေမျိုးစုံထွက်နေတယ်။ဒါပေမဲ့လက်ရှိမှာ United အသင်းရဲ့ Onana ကိုလက်ရှိမှာအစားထိုးမယ်ဆိုရင်တော့ Juan Garcia ကနံပါတ်1ပြည့်မှတ်ဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ဖြစ်တယ်။အဲ့တော့ United အသင်းရဲ့ဒီကစားသမားကိုလည်း Euro 30ပေါင်15သန်း18သန်းပတ်ပတ်ချလဲဝင်ကျင်ကြနဲ့ရနိုင်မဲ့ကစားသမားဖြစ်တဲ့ကြောင့် United အသင်းကဒီကစားသမားကိုစိတ်ဝင်စားမှုတွေရှိနေတယ်။အဲ့တော့ United အသင်းကခုလက်ရှိမှာတော့ကျွန်တော်တို့ပထမဆုံးခေါ်ယူမှုကတော့ဒါကျွန်တော်တို့လက်ရှိမှာ Matthews Corner ဖြစ်သွားခဲ့ပြီးဒုတိယမြောက်ခေါ်ယူမှုက Manchester United အသင်းနဲ့ဘယ်အသင်းကစားသမားဖြစ်လာမလဲဆိုတာကိုတော့တော်တော် ်လေးကိုစိတ်ဝင်စားမှုကောင်းလာပြီလို့သိရတယ်မှာပါ Brian Mbombo ကို United တင်းနဲ့စိတ်ဝင်စားမှုသာရှိနေပြီးတော့တရားဝင်ချိတ်ဆက်မှုတွေကိုတရားဝင်မလုပ်ရသေးဘူးလို့သိရပါတယ်လက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာ GN News နဲ့ပေါင်းကိုကြည့်တွေ့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 တွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်များများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကောင်းမွန်တော့ ောင်းနေဒီနေ့ဖြစ်ပါဆိုစုမောင်းအောင် တောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှအေးစီတူကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျညံ့ညကလစ်မှာမမေ့နိုင်အောင်ဖြစ်ပါတယ်ဒေးပါဗျ